အားလုံးပဲမင်္ဂလာပါ MS Season 1တော့ကမြန်မာနိုင်ငံရဲ့အကြံသုံးအသင်းကြီး၄သင်းရဲ့ challenging အဖြစ်ဆုံး opponent လို့ပြောလိုက်လို့ရှိရင်တော့ Ryon Esports ထိတ်ဆုံးကရှိနေပါတယ်။တစ်ချိန်က Team Starbrine, Zeno Esports စတဲ့ဖြင့် team name တွေနဲ့ KSS လွှမ်းမိုးခဲ့တဲ့အကြမ်းတကအကြမ်းဆုံးအသင်းတွေထဲကတည်တင် Ryon ကတော့အခု MSA ရဲ့ week 3အပြီးမှာ ranking နံပါတ်10နဲ့အောက်ဆုံးအထိထိုးစင်းသွားတာကိုတွေ့ရတယ်ဗျ။ ဒါတွေကကိုရှမရှိခြင်းအကျိုးတွေများလားဒါမှမဟုတ်ပလေယာတွေအနေနဲ့တိုင်ပတ်နေတာလားဆိုတာကတော့ Mythic Sea vs Rhino Esports ရဲ့ Game 1ကိုအခြေခံပြီးတော့ကြည့်လိုက်အောင်အဲ့တော့ Rhino ရဲ့ Draft ကိုကြည့်မယ်ဆိုရင် Rhino ရဲ့ Draft ကရှင်းတယ်ဘိုးရဲ့ Chip ကို အရှိမ Performance နေထွက်ထားတာတွေ့ရတော့ဘန်းထားတယ်နောက်တစ်ခုကကြတော့ King Flash ရဲ့ Lancelot ပေါ့လူကဲမှာအကြမ်းတကအကြမ်းဆုံး Lancelot player တွေကတယောက်ဆိုတော့ respect ပေးတင်တာတော့အမှန်ပဲဗျာ ကဲအဲ့တော့ကျွန်တော်ပြောနေကြတာတခုရှိရယ်ဘာလဲဆိုတော့မင့်မှာအာလီအသာဆုံးတွဲလုံးဖြစ်တဲ့ခြောင်စုရှင်းကိုရိုင်ယိုဘက်ကယူထားတယ်ဂိုးလိန်ချင်းရှင်မယ်ဆိုရင်လည်းဘိန်းနဲ့ဂရန်ဂျာဆိုတော့အာလီမှာဂရန်ဂျာကလုံးဝအသာကြီးဂျန်ငယ်ချင်းရှင်မယ်ဆိုရင်လည်းရီဆန်ရှင်းကဟာယာတက်ဆိုင်တော့အိမ်ရတာအနှင်းရပို့ပြီးတော့တွဲပါတယ်ဒါပေမဲ့ဘယ်ဟာသူတို့ draft ကိုနိုင်သွားစီလဲဆိုတော့ယူရီနက်စ်နဲ့အက်စမာမက်ချက်လို့ပြောလို့ရတယ် ဂိမ်းတပွဲကိုလုံးဝအတာစီစော့နိုင်ဖို့ဆိုရင်တော့ EHB ကိုအားလီမှာရရဆက်ဆက်ချနိုင်တယ်။ကောင်းနေယူမှာဖြစ်မှာဗျ။ဥပမာအားလို့တို့လဘူလဘူတို့ပေါ့။မစ်တူကရိုင်ယွန်ဘက်ကအတာတာတော့မှန်တယ်။ဒါပေမဲ့ဂရိုဂဂါနဲ့ရီဖ်ကလည်း first clear လုံးလို့ကောင်းတဲ့ဒူတွဲလုံးလေးဗျ။အဲ့တော့မစ်တစ်စီဘက်ကလည်းအထာနဲ့တဲ့ရိုင်ယွန်ရဲ့မစ်တူကိုနဲ့လုံးဝအားလီမှာ clash မဖြစ်အောင်တရီထားနေတယ်ဗျ။ကဲဒီနားမှာမီနီမတ်ကို brother ကိုကြည့်ကြည့် အပေါ်လိန်ကိုဘူရဲတယောက်ပဲသွားကြည့်ပေးတာနီကိုရဲ့ position ကိုတည်ကြည့်ဟိုးအတွင်းထဲက flare vision အရှိရာခြုံထဲမှာမတက်ရက်နေတာဗျလုံးဝထွက်ကုန်မထွက်လာတာဒါကဘာလို့နေရလဲဆိုတော့ခြောင်နဲ့ဇူရှင်းတာ yield ကို vision မြင်သွားလို့ရှိရင်ခြောင်ရဲ့ diganto 300ရဲ့ range နဲ့ဆိုရင် yield က blink မပါတော့အားလေးမှာ flicker ကပေးဖို့ပေးရမှာဗျအဲ့ဒီအကွက်ကိုကြိုတိနေတဲ့နီကိုကလုံးဝမတ်မှာပေါ်အောင်မပြသွားဘူး မတ္တစီဘက်ကအဲ့လိုလှုပ်လိုက်တော့ရိုင်ယိုဘက်ကပါဝါစပိုက်ရထားတယ်မစ်တူကလောက်ကွက်ဆပြောက်သွားတယ်ပြီးတော့တာတယ်ပရေကိုတစ်ချက်ကြည့်ကြည့်ဂရုကကား level 4ရနေတဲ့အချိန်ချောင်းက level 3ပဲရှိသေးရဲ့ဗျဒါတော့ဒီတာတယ်ပရေကိုကာဖူးကအရင်ဆရောက်တာအဲ့ဒီအချိန်မှာ brother ကို super light ကိုတေချာကြည့်ကြည့်သူတို့ယူထားတဲ့ hero တွေကဒါမျိုးတာတယ်တွေမှာလူရင်ချရတာဟုတ်တယ်အဲ့အတွက်လေရိုင်ယိုဘက်ကဇူရှင်းတို့ဂရန်ဂျာတို့နဲ့ပေါင်းပြီးတော့လူရင်လိုက်ချသွားတယ်ဒါပေမဲ့စိုးရွာတစ်ခုက တို့ချရမယ်တိုင်မီမဟုတ်နေဘူး။ဘာဖြစ်လို့လဲဆိုတော့စူပါလိုက်က level 4ကမရသေးဘူးဗျ။ဒီမှာဆိုအပေါ်လိန်မှာလာတဲ့မီနီယံကိုချောင်းကခက်မြန်မြန်နဲ့ဂျီကွန်ဒိုနဲ့နှစ်ကောင်လုံးစားလိုက်ရင်ဟို level 4ကရရဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဇူရှင်းကဂရုကကာနဲ့ရီဆန်ရှင်းကိုလိုက်အိမ်နေပြီဗျ။တာတွေကလည်းသူ့အများကြီးကြံသေးတဲ့အချိန်ရီဆန်ရှင်းရဲ့ vision ကိုမြင်လိုက်တာနဲ့တန်းပြီးတော့စူပါဘက်ကမရမကကြီးလိုက်တိုးပြီးလန်ဒန်ဖလန်တွေလိုက်တုံးတာ အနောက်မှာဟာယာအက်စမာပရက်ရှာပေးခံနေရတာကိုသူမေ့နေတယ်ဗျအဲ့နေရာမှာဒါဒီဆန်ရှင်းကိုလိုက်မလုပ်ပဲနဲ့တိုးလာတဲ့အက်စမာဂိုတာဝိုင်းပြီးတော့သွေးလျှော့လိုက်မယ်ဆိုရင်တော့မှာဟာယာအနေနဲ့တာတယ်နာမှာစပိတ်နည်းနည်းတိုးလို့ရသွားမှာဗျအဲ့လိုမျိုးကိုယူထားတဲ့ draft အပေါ်မှာကောင်းကောင်းအကောင့်တဲမဖော်နိုင်ပဲနဲ့အခုလိုခြောင်ကလည်းရီဆန်ရှင်းကို level 4မရတော့ physical light ရိုက်ပြီးတော့သိသွားတယ်။ဇူရှင်းကလည်းရီဆန်ရှင်းကိုတတ်ဖို့လုံလောက်တဲ့ damage မရှိပဲနဲ့ အတင်းမဲရင်မဲရင်နဲ့ flicker တွေလည်း play ပေးလိုက်ရပြန်တယ်။ဟာယာကလည်း qua share တို့အားလုံးကို accelerator ကိုရှောင်ဖို့တုံးလိုက်ရတော့တာဒင်နာကတ်လို့မရရင်နဲ့တာတဲရပါပေးလိုက်ရတယ်။ကဲအဲ့တော့ဒီလောက်တာတဲ့ draft ကိုယူထားပြီးတော့0 to 2 minute မှာဖြစ်သွားတာတွေအားလုံးကသူတို့ယူထားတဲ့ draft ရဲ့ power ကို activate လုံးဝမလုပ်နိုင်တော့ဘူးလို့ပဲမြင်မိရဲ့ဗျ။မစ်တစ်စီဘက်ကလည်းရှင်းတယ်အာလီဟီရိုးတွေရပြီးတော့အာလီမတာရွားတဲ့ရိုင်းယုံကို ပွဲဆုံးတဲ့အထိအေးအေးဆေးဆေးစနိုးဘောပြီးတော့ပဲအနိုင်ရရှိသွားခဲ့တယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ် analysis နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလာအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့အောင်ဗျအဆုံးထိကြည့်ဝေးတဲ့အတွက်ကျေးဇူးတင်ပါတယ်